အတွေ့အကြုံကတော့ခုနပြောကျွန်တော် music အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဝါသနာအဆင့်မှာပဲရှိရဲဒါပေမဲ့ခုနသူတို့တွေကကျတော့လုံးဝ professional ပေါ့နော်အဘမောဆိုလဲတော့ professional drama အဘပိုင်းအောင်ဆိုလဲအဆိုတော့ AM ကောင်းဆိုတော့ အာဒရုန်းနဲ့တွေ့လိုက်ချင်တဲ့ဒီကိုကြိုက်တဲ့ music ကို sharing အများကြီးရတယ်ပေါ့အဲ့အဲ့ energy နဲ့တင်ကိုကျွန်တော်က100%ဖြစ်နေတယ်ဆိုတော့ဒီကားပေါ်မှာခုနပြောတဲ့ music နဲ့ connect လုပ်ထားတဲ့အရာတွေအများကြီးဆိုတော့ music ကအရင် pure ဖြစ်တယ်ဟိုတယောက်နဲ့တယောက်ကရင်းနှီးဖို့အရင်နီးစပ်တဲ့ connection တစ်ခုဖြစ်တော့ music ဆိုတော့ကျွန်တော်အဲ့အားနဲ့တင်ကိုတော်တော်လေးဟိုဒီ project မှာ energy အပြည့်ဖြစ်နေတယ် လည်းမြေကန်နာထိုင်ရအရင်ကြိုက်တာဒါပေမဲ့ခဏခဏတော့မရောက်ဖြစ်ဘူးအခုတော့အမြန်ရောက်ဖြစ်တော့မယ်ထင်တယ်ညမေးပိုင်းအကြောင်းပြဆို I want to be a lobster ဘာနော်ဟိုဒီကားကဒီမှာကျွန်တော်စရိုက်ကလေးကလည်းဟိုမချင်ညာခဲ့ဘူးအဓိကတော့ဒီဒီဟာပေါ်မှာအရင်က focus လုပ်ပြီးတော့အားပြည့်ထည့်ပြီးရိုက်ထားတဲ့ကားဖြစ်တယ်ဆိုတော့ဟို surprise အနေနဲ့ကြားစေချင်တာပေါ့နော်အာမနဒီကစကန်းနေတဲ့အချိန်ကကျွန်တော်အမှန်တော့ဒီတော်တော်နောက်ကျနေပြီသူတို့အကုန်ပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်ဟိုလာကန်းနေတယ် ကန်းတဲ့အချိန်မှာကျွန်တော်အချိန်မပေးနိုင်ဘူးတော့ကြားမှာဟိုဟိုရိုက်နေကားရဲ့အများတော့အဲ့နဲ့လက်မခံပြုတ်လိုက်ဒါပေမဲ့ပြီးတော့မှကိုပြဟိုခေါ်ပြီးတွေးလိုက်တဲ့အချိန်မှာဒီကောင်ရှင်းပြရှင်းပြအချိန်မှာဒီခဏက music အားလုံးတွေ့ရတဲ့ဒီ music နဲ့ပါတဲ့ဟာတွေကျွန်တော်အရင်ကြိုက်တာဟို music ဆိုအဲ့ပြီးတော့ရှင်းခဏပြောတဲ့ဘာသာစကားတွေလည်းပါတယ်ဆိုတော့ဒီကားမှာကဟိုတခြားကြောင်မြင်နေကြကားနဲ့ပွဲဖက်နေတာတွေတခုဆိုတော့ဟိုအရင်စိတ်ဝင်စားပါတယ် အဲစိတ်ဝင်စားမှုကခုနနောက်ွယ်မှာဘာမှ expectation မပါဘူး။ငါဒီ music ကိုကြိုက်တယ်ဒါကိုလှုပ်ချင်တယ်ဆိုရဲစိတ်ပဲဖြစ်နေတဲ့အတွက်ကြောင့်ဒီကားမှာအစားဆုံး energy ကတော့စိတ်မှာတော့100%ဖြစ်နေ။ဒီကားရဲ့ပြင်ဆင်မှုကခုနကြောင့်ပြောလို့ပဲအချိန်ပေးတာဆိုတော့အရင်နေတယ်။ဟော10ရက်ဆိုတာ preparation တော့အရင်နေတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်မှဟိုလနဲ့ချီပြီးပြင်ဆင်ခဲ့ရရှိတယ်။ဆိုတော့ကျွန်တော်အနေနဲ့မလုပ်လို့ရလဲဆိုတော့ဒီတီဟဆိုတဲ့ character ကိုရဖို့အတွက်ဒါကကိုစီနဲ့စလိတ်တော့တယ်။ကိုပြင်းနဲ့ပြရတော့တယ်ဆိုတော့ပြင်ဒီတီဟရဲ့ character ကိုဆွေးနွေးရပေါ့။ အဲတည်ချင်တာရှိတယ်အဲ့လိုအကုန်မေးတာပေါ့နော်ဆိုတော့အဲ့လိုမေးရင်းနဲ့ပဲနောက်ဆုံးဒီတီဟာဆိုတာနားလည်သွားတဲ့အချိန်မှာကိုတီဟာဖြစ်သွားအဲ့ dialogue တွေကကိုနဲ့တားနေဖြစ်သွား gentleman ဖြစ်တဲ့ type ပေါ့နော် so ကျွန်တော်ဒီ relationship မှာလည်းဟိုဆယ်ကျော်တဲ့အရွယ်ဆိုဆယ်ကျော်တဲ့ relationship ပုံစံမျိုးရှိကြတယ်ပေါ့နော်အချစ်ပုံစံမျိုးရှိကြတယ်ဆိုတော့ကြီးလာလို့30လောက်ရောက်လာတဲ့ခါကျရင်အဲ့အရွယ်ရဲ့ love ကကျွန်တော်နောက်တစ်မျိုးဖြစ်သွားတယ်ပေါ့ဆိုတော့အဲ့လိုတဘာဝအဲမြင်တွေ့နေရတဲ့အချစ်ချင်းမျိုးတွေကိုပေါ်ပြထားတဲ့ကားမျိုးဖြစ်ကျွန်တော်အကုန်လုံးဒီ life ရိုက်တယ်ပေါ့ ဆိုတော့အဲအဲ preparation ကပါလဲဆိုတော့ guitar ကြောင့်ကျွန်တော်ကမြဲတည်နေကြဆိုတော့ရန်ကျွမ်းနေအဲ piano ကြတော့ကျွန်တော်ကကိုစုံမဲ့တစ်ချင်းလောက်ပဲကျွန်တော်တည်တတ်တယ်ဆိုတော့အဲ့ဓာတွေကိုကြိုတင်ပြင်ဆင်ရရရှိရဲအဲ့မှာတော့ piano သွားတည်တယ်အဲ့မှာ jazz music တွေတည်တယ်ဆိုတော့ဒါကဟိုပျော်စရာအရင်ကောင်းတယ်ပေါ့နော်ကိုစော့နေရသလိုခံစားဆိုတော့ on sing ရောက်တော့လေဟိုတကယ်လဲရိုက်လဲရိုက်တဲ့ခါကျရင်ဩဩပါပါအဲ့အဲ့က team work ရဲ့ supporting အရင်ကောင်းတော့ကျွန်တော်အဲ့တိုင်းပဲပေါ်ပါပါတစ်ချင်းတည်တယ်လို့မျိုးနဲ့ပဲရိုက်သွားတယ် အတွေ့အကြုံကတော့ခုနပြောကျွန်တော် music ရမ်းကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဝါသနာအဆင့်မှာပဲရှိတယ်ဒါပေမဲ့ခုနသူတို့တွေကကျတော့လုံးဝ professional ပေါ့နော်အာဘုံဘုံဆိုလည်းလုံးဝ professional drama အာဘိုင်းအောင်ဆိုလည်းအဆိုတော့ AM ကောင်းဆိုတော့အာသူတို့နဲ့တွေ့လိုက်ချင်တဲ့ဒီကိုကြိုက်တဲ့ music ကို sharing အများကြီးရတယ်ပေါ့အဲ့အဲ့ energy နဲ့တင်ကိုကျွန်တော်က100%ပြင်တယ်ဆိုတော့ဒီကားပေါ်မှာခုနပြောတဲ့ music နဲ့ connect လုပ်ထားတဲ့အရာတွေအများကြီးဆိုတော့ music ကအရင် pure ဖြစ်တယ်ဟိုတယောက်နဲ့တယောက်ကရင်းနှီးဖို့အရင်နှီးဆက်တဲ့ connection တခုဖြစ်တော့ music ကဆိုတော့ကျွန်တော်အဲ့အားနဲ့တင်ဖို့တော်တော်လေးဟိုဒီ project မှာ energy အပြည့်ဖြစ်တယ်ကျွန်တော်ဒီကားကိုစဝင်လာတဲ့အချိန်မှာပုံမှန် preparation ကောင်းကောင်းလုပ်ပြီးသွားတယ်ဆိုတော့သူတော်တော်လေးကို wear ဖြစ်နေတဲ့အချိန်မှာကျွန်တော်တွေးလိုက်တာဟုတ်ဆိုတော့ဟိုသူ့ကိုပုံပုံအနေနဲ့ကျွန်တော်တွေးလိုက်တာမဟုတ် wear အနေနဲ့တွေးလိုက်တာဆိုတော့အဲ့လိုအရင်ကွာဟရတယ်လို့ feeling ကမရဘူးเนาะဆိုတော့အခုဆိုလည်းညီကိုလိုပဲတိတ်ကွာဟရတယ်ဆိုတော့ခံစားချက်မရဘူး project တစ်ခုကိုကြီးတဲ့အချိန်မှာခုနကပြော agent ဟိုဟို agent အနေနဲ့ရှာလိုက်ရတဲ့ဟာမျိုးတွေဒါရှိတတ်တယ်လေနော်ဆိုတော့ဟို app ပေါ်မှာကိုကဟို second option ဖြစ်လို့ဆိုရင်ဟာကျွန်တော်မှ i feeling မရှိဘူးဒီကိစ္စဒီ project ကိုသူကကိုနဲ့ကိုက်ညီမှန်းထင်လို့လာကမ်းလာတဲ့အချိန်မှာကိုကလည်းလှုပ်ချင်တဲ့ဟာဖြစ်တယ်ကိုနဲ့လည်းကိုက်ညီနေတာဖြစ်တယ်ဆိုရင်ဒါ no the ball လှုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ခုနကဒီ team ကကြောက်ပါအောင်ကျေးဇူးတင်ရမယ်ဆိုရင်ဒီ team က cast တိုင်းကိုအဲ့လိုလက်လွတ်စပယ်မလုပ်ပေးတာပါ ို supporting role အစားဖြတ်ရှောက်တယောက်ကအစားအကုန်လုံးကိုဒီ link ထဲမှာဝင်အောင်စဉ်တိုင်းစဉ်တိုင်းပေါ့နော်စဉ်တိုင်းစဉ်တိုင်းစိတ်ကျဉ်းနေမှုအပြည့်ရအောင်အကုန်လုံး effort site ချောင်းကိုပြည့်စုံရင်ကျွန်တော်ရိုက်နေတဲ့ကာလမှာ high spend ဖြစ်သွားတယ်ဒါလုံးဝဟိုမအိပ်ဘူးအဲပြီးတော့ကျွန်တော်ခုနကပြောပိုင်းအောင်ပေါ်လာလို့ပဲ24 hour run နေဆိုတူကြီးပဲအကုန်လုံး energy အပြည့်နဲ့သွားနေတယ်ဂျန်နယ်လူတွေအကုန်တောင်းကျွန်တော်တို့ကအစားတရုတ်ဆောင်နေနဲ့အိမ်ငိုက်တယ်အဲကိုပြက်လုံးဝ non stop သူအဲ့လိုသွားဆိုတော့အာသူရဲ့ effort ပေါ့ အဲကြောင့်မလို့ဒီကားကလည်းခုနကပြောပူဆန်လောက်ထိကိုသွားနိုင်တဲ့ကားကဖြစ်တယ်။သူစမိတ်ဆက်တဲ့နေ့ကပေါ့နော်ကျွန်တော်စပြောပြမယ့်နေ့ကကျွန်တော်သွားတဲ့ချိန်မှာအဲကျွန်တော်ဘာမှမပြောနဲ့တော့အဲချိန်မှာသူက Fly Fit Festival ကပူဆန်မှာရွေးခန့်လိုက်ရပြီအဲကျွန်တော်သွားရမယ်ဆိုတော့အရန်ပြောသွားဆိုတော့အဲ့မှာလည်းဟိုပျော်ရွှင်မှုက100%ဖြစ်တယ်။ဒါပေမဲ့အဲနောက်တစ်ခေါက်အနေနဲ့သူကထပ်ပြီးပြောတာအဲရွေးခန့်လိုက်ရပြီရတော့မှဒီ opening ceremony မှာထပ်ပြခံရမယ်ဆိုတော့ အဲ့မှာ100%တော့ကြောပါဘူး။ဒါကဒါဟိုအရန်ကိုကွန်ပျူတာကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ဟိုရိုးရိုးပွဲတတ်မျိုးမဟုတ်ဘဲနဲ့ဒါကိုယ့်ရဲ့ကောင်းကိုဟိုဂုံပြုတ်ပြီးတော့သွားမယ်ကာဆွဲဟာမျိုးဖြစ်တဲ့တဲ့ကြောင့်အရန်လက်ကုန်ပြီ။ခုနကကို effort cycle အေးရပြတာလေးဒါအရန်ပင်မန်းတာလေးကျွန်တော်ဆိုညာဘက်အဲ just just for the nice ဝင်တာချင်းအသေးကြိုက်တာဆိုတော့အဲ့ဒါလေးကိုပေတည်ပြီးခံခဲ့ရတယ်အကုန်လုံးရဲ့ effort ဆိုတော့အဲ့ဒါလေးကိုပီတိခံစားရတာပေါ့